အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ခဲပကြီးပညာဒါနာတင်ကစားကိုအနေနဲ့ stay live တင်ကစားကိုနေချင်းရမှာဖြစ်ပါတယ်မြန်မာလူတက်ညေအရာဝတ္ထုပေါ့နော်ရှေ့တင်ကစားမှာတော့ကအိုးတွေခွက်တွေအတီးတွေနေချင်းခဲတယ်ဒီမှာအားလုံးပေါင်းပြီးတော့ stay live အနေနဲ့ရေးဆွဲမှာဖြစ်ပါတယ်ပုံကြီးရေးရပါမယ်နော်တတိလေးရေးလို့မရတော့ပါဘူးဒါကြောင့် scrapbook A4 စာအုပ်နဲ့ရေးချမယ်နော်ငွေရင်းပုံကိုကြည့်ပြီးတော့အောက်လိုက်ကောက်ကြပါမယ် stay live ဖြစ်တဲ့အတွက် ြောင့်ငြိမ့်နေတဲ့အရာဝတ္ထုလေးတွေကိုရေးရတာဖြစ်ပါရဲ့တနည်းအားဖြင့်တင်ထားတဲ့လေးတွေပေါ့ပလင်းတွေခွက်တွေရေးရင်အလင်းမြင့်မတ်တစ်ကြောင်ရှိရမယ်အောက်လိုက်ကောင်းရင်ဒီလိုပဲသူတို့ရဲ့ရှိန်အတိုင်းပုံဖော်ရတယ်ကိုယ်ရဲ့ခံမှန်ချီအတိုင်းအကျန်းလေးတွေလိုက်ချစ်နော်အပေါ်ကလင်းရဲ့သင်ငန်းစာတွေမှာအသေးစိတ်ရှင်းပြတာလားရှိတယ်မကြည့်ရသေးရင်တွေ့ကြည့်လိုက်ပါပြီးရင်တောက်တွေဖြစ်မနေအောင်အချုံတတ်ပါမယ်နောက်ရောက်သူတွေကိုဒီလိုလေးပဲအောက်လိုက်ကောင်းလိုက်ပါအောက်လိုက်ကောင်းတဲ့မြေ ီနီကိုပပလေးပဲရေနော်အောက်လိုက်ောက်ပြီးရင်းမြင်းလေးကိုပြန်ဖြတ်ရပါမယ်ပြင်းရင်သုံးစားထဲကြမယ်။တူပြီးနဲ့ပဲအရင်ထဲအောင်မယ်။နင်းတဲ့နေရာကိုတရားနည်းနည်းထပ်ရှင်းရင် ါချစ်ပြီးတော့ခြေပါခဲတံကိုလက်တော်လုံးကနေကင်ပါဒီမှာရေပြတူပဲလိုက်ခြေသွားပါဗီဒီယိုချာမှာဆိုလို့ရန်ထားပေးပါတယ်ပြင်မာတော့တော်တော်လေးချိန်ပေးရပါတယ်တုံရင်ရင်လေယာနရတုံတတ်တပါလိုချင်တဲ့တုံမရမချင်းထပ်ပါလေယာများလေတုံကားပုံရောညှက်တယ်ပုံကလည်းပုံရောကြည့်ကောင်းတယ် ူပြီနဲ့ထပ်ပြီးရင်ဖော်ပြီးကိုသုံးပါမယ်။သုံးညချင်ရင်တ िश ူလေးနဲ့ဗလန်းလိုက်ပါမယ်။အလင်းကြရပါနေရာကိုခဲမချေပဲခြံထားပြီးနော်။သုံးဖြည့်ရတာကမခတ်ပါဘူးပြုတ်ဖို့ကောင်းပါတယ်။ခဲတဲ့နံပါတ်တွေတစ်ချောင်းချင်းသုံးသွားရုံပဲ။သုံးရင်းရင်းလျာများမယ်ရူရူလေးပဲနော်။လင်းမဝင်တခြားလေးနားလဲရင်တော့သုံးဖြည့်ရတာမခတ်ပါဘူး။ဖြည့်ဖြည့်ရောတဘောလေးအတိုင်းသုံးနူးတဲ့နေရာလေးတွေကိုခြံထားနော်။ဒီလိုပဲခြံတဲ့အရာဝတ္ထုတွေကို ရေးရင်သူ့ပြီကိုအရင်သုံးပါပြီးရင် င်း၃ရင်းတဲ့နေရာတွေကို phobi နဲ့ထပ်ပါရူရှင်သေးပါပဲเนาะ၃ရက်ချင်းရင်တ िश ူလေးနဲ့ blend ပါတချို့ကြတော့ scrub ပုံလေးပဲကြာရင်မ blend ပဲထားလိုက်ပါအရေးလေးတွေလိုက်ဖြည့်ပါမယ်။နောက်က background ကိုလည်းဒူဘီလေးနဲ့ဖြည့်လိုက်ပါ။ပြီးပါပြီเนาะ။လေ့ကျင့်ပြကြပါ။နောက်တဲ့ video မှာပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ။